ွေဟင်ကနေဖလာမလဲ YAK130 လာ Y တွဲလာ MI လာ Paramotor လာ Drone လာလက်နက်ကြီးအသီးလာအဲ့ဒီသေမင်းတပံတစ်ခုခုရဲ့ချိန်ချောက်မှုအောက်မှာ ရှင်းတတ်နေထိုင်ရတာတကယ်မလွယ်ပါဘူး။ကောင်းငင်တတိစိတ်ကပ်ပြီးနေစဉ်ဘဝကိုဖျက်ဆီးတဲ့အခါအိမ်သာတက်ရတာကအစအိဆက်ရတာအဆုံးစိတ်မပြောင်းပါဘူး။သို့တော်ပြည်သူတွေအနေနဲ့တော့ရွေးချယ်စရာမရှိရင်ဆိုင်ဖျက်ဆီးကြရရုံသာ။ ဒီစာစုမှာတော့ဝေဟင်ချင်းချောက်မှုအောက်မှာမိမိဘလို့ဖြတ်တန်းနေထိုင်တယ်လဲဆိုတဲ့နီးနာတချို့ကို မျှဝေလိုပါတယ်။ကိုဋ္ဌာနေကိုဝေဟင်တိုက်ခိုက်မှုလုပ်တော့မယ်ဆိုတဲ့ဖျဲသီးတရင်ရထားတာဒါမှမဟုတ် ဝေဟင်တိုက်ခိုက်ခံရပြီးနောက်ပိုင်းကာလတွေမှာ ကိုစိတ်ဟာလွတ်လပ်ပေါ်ပါမနေတော့ပါဘူး။ငါဟာဝေဟင်စစ်စင်ရေးစုံထဲမှာနေထိုင်ရပြီဆိုတဲ့သတိပေးမှုကအမြဲတမ်းဆေးစောနေပါတယ်။ နံပါတ်၁လိုင်းရစင်မှာပထမဆုံးသတိထားတာကဖုန်းအားရှိနေအောင်လှုပ်ထားပြီးလက်ကြည့် channel တွေကို note on ထားက upgrade စောင့်ကြည့်နေပါ စကိုင်းတိုင်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေကဒရက်ဦးနဲ့မိထီလာလီတက်တို့ကနေတက်လာတာပါအဲ့ဒီငှက်တိုက်တွေရဲ့ငှက်အတက်အစဉ်ကိုမပြတ်ကြည့်နေလိုက်ပါ MI တရင်လေကြည့်ပါဒရက်ဦးကတက်လာတဲ့နှက်ဟာ10မိနစ်အတွင်းမုံရွာကိုရောက်နိုင်ပါတယ် နံပါတ်2စက်တက်လီထီနဲ့ drone အတွက်ကတော့အိုင်ကွန်သတင်းတွေဒေတာရင်းတော်လန် channel တွေကသတင်းကိုပဲအားကိုးလို့ရပါတယ်။ లై မရရင်တော့မိမိရဲ့နားမျက်စိတွေနဲ့ကောင်းကင်ကိုအမြင်ဆောင်ကြည့်နေပါ။အခုလိုဝင်းဟင်ချင်းချောက်မှုကတ်ဆိတ်ဆိတ်ဖြစ်နေချိန်မှာတော်လန်ရေးအဖွဲ့တွေအနေနဲ့ပြည်သူတွေအတွက်သတင်းထောက်လန်းကင်းကြည့်ပေးပြီး loudspeaker နဲ့ဖြစ်ဖြစ် အင်ကွန်နောက်ကနဲ့ဖြစ်ဖြစ် early warning system တစ်ခုလုပ်ထားပေးသင့်ပါတယ်။နံပါတ်3ချက်ပြုတ်ခြင်းရေချိုးခြင်းအလုပ်တစ်ခုခုလုပ်နေချိန်ဆိုကိုလူတွေကတယောက်ယောက်ကကောင်းကင်ကိုအမြဲကြည့်ထားပေးဖို့လိုပါတယ်။နှစ်ယောက်ဆိုရင်တော့တယောက်ကအလုပ်လုပ်နေစဉ်နောက်တယောက်ကကင်ကြည့်ပေးပါ တလဲစီပေါ့။နံပါတ်4လမ်းခီးသွားချိန်ဆိုမျက်စိကလမ်းဘေးဝဲရာကမြောင်း ခြင်း၊ကုန်းကမှုဒါမှမဟုတ်တကူစာရုပ်ချီးခိုလိုရမယ့်နေရာတစ်ခုကို အမြဲစူးစမ်းကြည့်ရှုရင်သွားလာဖို့လိုပါတယ်။နံပါတ်၅စားတောက်ခြင်း၊အိပ်စက်ခြင်းတွေမှာလည်းကိုယ်အနီနာက လုံခြုံမယ်လို့ယူဆရတဲ့နေရာတွေမှာယာယီခိုလုံနေလိုက်တယ်။ Google Map ဒါမှမဟုတ် Map App တစ်ခုခုကို ဖုန်းထဲထည့်ထားပြီးအသုံးပြုကြည့်တာ map မှာ location မပေါက်သေးတဲ့အဆောက်အဦဒါမှမဟုတ်နေရာတွေဟာအတန်အသင့်လုံးကျုံတယ်လို့သုံးသပ်ရပါတယ်။နံပါတ်6ဘုံခုချင်းရယ်လို့တိတက်မလုပ်ထားဖြစ်ရင်ညောင်းလောက်တော့ရှိသင့်ပါတယ်။ညောင်းကိုပွတီကွေးကောက်တူးထားတာကအကောင်းဆုံးပါ။ရှည်တန်းစစ်မြေပြင်မှာအနာသိန်းစစ်တဲ့ဝင်ဟင်တိုက်ခိုက်မှုကြောင့်ထိခိုက်ရတဲ့သူဆိုတာတော်တော်နည်းပါတယ်။ဒီလောက်ရချီလာခြင်းညောင်းကိုသိမ့်မထိကြပါဘူး။ ညောင်းတူးပြီးနေကြတာမို့လို့ပါဒါကြောင့်ညောင်းရှိရှိကောက်ကောက်တူးထားပြီးအလုတ်လုတ်ဆန်ရှိရင်ညောင်းတဲ့အနီးပတ်မှာထိုင်လို့နေရင်အရေးကြော်ရင်ရုပ်ချီခုံစင်းနိုင်အောင်ပြင်ထားလိုက်ပါနံပါတ်4ညောင်းကျင်းတစ်ခုခုနဲ့အလံဝင်နေတဲ့အချိန်ဆိုရင်တစ်ခုခုအတန်ကြာတာနဲ့ညီမဝစ်ချနိုင်အောင်စိတ်ကိုလှုံ့ဆော်ထားတင်ပါတယ်ဘယ်ရောက်ရောက်ကွဲကာနိုင်မဲ့နေရာတစ်ခုခုကို အမြဲလေ့လာကြည့်ရှုထားဖို့အကြံပြုပါတယ် နိုင်သမျှလှုပ်ရှားရလွယ်ပြီးကက်ကက်ချက်ချက်ဝတ်စားစင်ရင်မှုကိုပဲအမြဲဝတ်ထားစေချင်ပါတယ်။နံပါတ်၈မိမိပိုင်ပစ္စည်းတွေကိုသုံးမျိုးခွဲထားပါ။အရေးကြီးဆုံးပစ္စည်းတွေကိုအိမ်မှာစုထည့်ပြီးကိုယ်နဲ့အမြဲကပ်ထားပါ။အတော်အသင့်အရေးကြီးတဲ့ပစ္စည်းတွေကိုကိုယ်နေရာရဲ့အလုံးစုံဆုံးလို့ယူဆတဲ့နေရာမှာရွှေ့ထားပါ။ကျန်ပစ္စည်းတွေကိုတော့နေမြဲအတိုင်းထားလိုက်ပါ။ကလေးတငယ်တွေကိုလူကြီးနဲ့ဝေးဝေးမှာ ေဖို့တတိထားပါဆေးရုံကြောင်းနိုင်ငံတော်ပိုင်အဆောက်အဦတွေဆိုရင်ဝေးဝေးကရှောင်ပါအဲ့ဒီနေရာတွေရဲ့လက်တီကျူးလောင်ကြီးကျူးဒီနေရာတွေက အာနာသိစစ်တက်စီမှာရှိမြင့်ပြီးသားလို့ယူဆလို့ရပါတယ်အဲ့လိုအဆောက်အဦတွေနဲ့မဖြစ်မနေထိဆက်ရမယ်ဆိုရင်လည်းလှုပ်ဆရာရှိတာမြင်မြန်တွတ်တွတ်လုပ်ပြီးချက်ချင်းပြန်ထွက်ပါ လုံးနေစင်မှာလဲကောင်းငင်သတိကိုကတ်ထားရပါမယ်။နံပါတ်30 ောက်ဆုံးနီးနာကတော့ဖုန်းတွေကိုလုံးဝမယုံပါနဲ့ root contact ကိုအနာသိစစ်တက်ကကင်ထားတာမို့ကိုရိုင်းလဲဖုန်းကိုခရုတစိုက်ဆက်ပါဖုန်းထဲကနေ location ပြောရမယ်ဆိုရင်အဲ့ဒီနေရာကနေထွက်ခွာခဏိမှပြောပါတော်လည်းအကြောင်းစီရေးအကြောင်းတွေဖုန်းဆက်ပြောလို့ရှိတဲ့လူစုလူဝေးနေရာတွေကိုတက်နိုင်သမျှရှောင်ပါကောင်းကင်တတိဘလိုပဲကက်ကက်တခါတလေဘဝအမောတွေစိတ်ခေါ်မှုတွေနဲ့ နပန်းလုံးရတဲ့အခါဝေဟင်ကိုဂယုမဆိုင်နိုင်အားရတဲ့အခါတွေလည်းအများကြီးရှိတယ်။ဖြစ်ခါမှဖြစ်ရောပေါ့။အဲ့ဒီလိုပြည်သူတွေလည်းအများကြီးရှိမှသိကြပါတယ်။အနာသိစစ်တဲ့ရဲ့ဝေဟင်တေမင်းတမန်ကြီးကနေပြည်သူအပေါင်းမကင်းကြပါစေ။